ကျွန်တော်တို့မူကြပါစခင်ဗျာ2025ခုနှစ်မေလ20ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝေယမပြည်သူပေါင်းကိုတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့မနက်ရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစတင်တင်ဆက်ပေးတော့မှာပါအဲ့တော့ပထမဆုံးထူးထူးခြားခြားတွေ့ရတဲ့သတင်းဖြစ်စဉ်ကကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီတက်ရဲ့မော်ဖိုးကီစခန်းကိုကန်နူကတခုလုံးကိုတင်ပိုက်လိုက်ပြီဖြစ်ပါရခင်ဗျာအဲ့တော့စခန်းသိမ်းတိုက်ပွဲကတော့나이ပိုင်းပဲကြာတယ်လို့သိရပြီး ရမက်စရှုံးကောင်စီတက်ဖို့ဝင်နေတော့ခွေးပြေဝက်ပြေးဖက်ပြေးသွားကြတယ်လို့သိရပါတယ်လက်နက်ခဲရန်နေလေသိသိရရှိတယ်လို့ဆိုပါတယ်နောက်ထပ်သတင်းကတော့ပဲခူးမြို့နယ်ဇီးတော်ရွာမှာရှိတဲ့စစ်တပ်ကာကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာလက်နက်၁၄လက်ကိုသိသိရရှိနိုင်ခဲ့ပါတယ်အဲ့တော့ကရင်ပြည်နယ်တွေမကပ်ပါဘူးပဲခူးတိုင်းတွေကပဲခူးမြို့နယ်ထိကိုဒေါ်လိုင်းတက်ဖွဲ့တွေရဲ့ခြေဆန့်လာမှုစခန်းသိမ်းလာနိုင်မှုတွေကတော့အားရဝမ်းသာစရာကောင်းလာပါတယ်အဲ့တော့ KNU နဲ့မြန်မာထိုင်းမြန်မာနယ်စပ်မှာဆိုရင်လေထိုင်းမြန်မာနယ်စပ်ကိုထိမ့်ချုပ်သိမ်းပိုက်နိုင်ဖို့အတွက်ရမတ်စစ်ရှုံးကောင်စီတပ်ရဲ့စခန်း၄ခုပဲထပ်ပြီးတော့သိမ်းဖို့လိုအပ်ပါတော့တယ်အဲ့တော့ပါတီတို့ကလည်းအခုလပိုင်းရပိုင်းအတွင်းကိုစခန်းတွေကိုတောက်လျှောက်တရပိတရတရပိတရသိမ်းနေတဲ့နှုံထားနေဆိုရင်လမကုံငင်ကိုကျွန်တော်တို့ထင်ပါတယ်လမကုံငင်ကိုဒီထိုင်းမြန်မာနယ်စပ်တလျှောက်ကိုတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထိမ့်ချုပ်သွားနိုင်မယ်ဆိုတာသိကြပါတယ်အဲ့တော့ တော်လိုင်းတပ်ဖွဲ့တွေတိုင်းသားလက်နက်ကိုင်တွေအခုလိုစခန်းတွေကိုမြိုင်းမြိုင်းဆိုင်ဆိုင်သိမ်းနေတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကဗာရီများပြောနေမလဲသိချင်ကြမှာထင်ပါတယ် NLD အစိုးရကိုစစ်တပ်ကအတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ခဲ့ပေမဲ့ကာလုံမခေါ်တဲ့အပြင်ဥပဒေနဲ့မညီတဲ့ကိစ္စရပ်တွေလှုပ်ဆောင်ခဲ့တဲ့အတွက်ဒီမိုကရေစီနုနုမုံတိုင်းကထန်ထန်ဖြစ်ပေါ်ခဲ့ရတယ်လို့မင်းအောင်လိုင်းကတော့သေယူသွေးတန်းနေအယူချိပန်းနေလျှောက်ပြီးတော့ပြောလာပြန်ပါပြီ။ ီသတင်းကိုလည်းနားဆင်ရမှာပါနောက်ထပ်သတင်းကတော့ကြက်ခိုင်ရေးပါတီဝင်တွေလုံခြုံရေးအသက်အန္တရာယ်စိုးရိမ်စိုးရိမ်နေရတယ်ဆိုပြီးဒီပြောရဆိုခွင့်ရှိသူဥလသိန်းကပြောပါတယ်အဲ့တော့ပြည်သူကချက်တာကိုအသက်နဲ့စိုးရိမ်ရမှာပေါ့ဒီသတင်းတွေနဲ့အတူကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာတွေ့မြင်ရမယ့်သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပါအဲ့တော့ပထမဆုံးသတင်းကတော့ကရင်ပြည်နယ် KNU တပ်မခွန်နယ်မြေထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်ဆက်ရှင်ကောင်စီတပ်ရဲ့မော်ဖိုးကေစခန်းကို နိုင်ပိုင်းသာတိုက်ခိုက်ပြီးတဲ့နောက်စခန်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိသွားပြီးဖြစ်ကြောင်း KNU သတင်းရင်းမြစ်ကပြောပါတယ်ခင်ဗျာမနေ့ကမေလ19ရက်နေ့မွန်တဲ12နိုင်ဝင်းကျင်လောက်ကစတင်ပြီးတော့စစ်ရှုံးကောင်စီရဲ့မဖိုးကစ်စကန်ကို KNL KNDO နဲ့ပူးပေါင်းတက်တဲ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ည7နာရီဝင်းကျင်အချိန်မှာစခန်းကိုချင်းကပ်ဝင်ရောက်ပြီးတော့သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်ခမ်းမန်းကြီးစခန်းသိမ်းတာကနိုင်ပိုင်းပဲကြားတယ် ဒရုန်းတွေနဲ့ဘုံစကျဲပြီးမြေပြင်ကနေဝင် လုံးလာအဲ့ဒီစခန်းကစစ်သားတွေအများစုထွက်ပြေးတယ်လို့သိရတယ်လက်နက်ခဲရန်ရတာတွေလည်းရှိတယ်အတိအကျအသေးစိတ်တော့သတင်းဆောင်နေတုန်းပဲစခန်းရသွားတာကတော့မနစ်ညကလေးကရတာသိကြပါတယ်လို့ KNU သတင်းရင်းမြစ်ကတိုက်ပွဲအခြေအနေနဲ့စခန်းသိမ်းနိုင်မှုအခြေအနေကိုပြောပြပါတယ်ခင်ဗျာအဲ့တော့မေလ16ရက်နေ့မှာထိုင်းမြန်မာနယ်စပ်နီးမှာရှိတဲ့မေလစစ်တပ်စခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မေလ19ရက်နေ့မှာမော်ဖိုးကေစစ်တပ်စခန်းကို KNU က တရက်တည်းအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါလေခင်ဗျာအဲ့တော့မဖိုးကိစကန်းသိန်းတပ်ဖွဲ့ကြောင့်ပြည်သူ142ဦးထိုင်းနိုင်ငံဘက်ချမ်းကိုစစ်ဘေးတင်းရှောင်ထွက်ပြေးခဲ့ရပြီးထိုင်းစစ်တပ်ကလည်းငေဆက်မှာလူကြုံရေးတွေတိုးမြင့်ထားတယ်လို့သိရပါဗါတယ်အဲ့တော့ကန်ယူတက်မဟာနဲ့တက်မဟာခွန်နင်းပြည်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ရှုံးကောင်စီတပ်စခန်းတွေကိုတောက်လျှောက်ဆိုသလိုကန်နယ်လီဥဆောင်နဲ့တော်လန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာမတ်လဧပြီနဲ့အခုမေလအတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးက စရှုံးကောင်စီရဲ့ Bluetooth Clade တခေါ်ပြီးခွီမဖာသူစကန်တာလေစကန်မေလာမဖိုကီစကန်တွေကိုဇက်တိုက်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့လက်ရှိထိုင်းမြန်မာနယ်စပ်မှာနော်တရမေတောမော်ယလီနော်တာစုစုပေါင်းစရှုံးကောင်စီရဲ့တပ်စကန်၄ခုဝင်ကျင်တာကြံရှိတော့ကြောင်းစရှုံးကောင်စီတပ်စကန်အားလုံးဒီပါ KNU လက်အောက်ကိုကြားရောက်နေပြီဖြစ်ကြောင်းသိရှိရပါတယ်အဲ့တော့စကန်၄ခု ထပ်ပြီးတော့သိမ့်ပြီးရင်တော့ထိုင်းမြန်မာနေဆက်တစ်ခုလုံးကိုကန်ယူနဲ့ဒေါ်လာရေးတက်ပေါင်းစုတွေကသိမ့်ပိုက်ထိန်းချုပ်နိုင်ပြီးဖြစ်ပါပါခင်ဗျာဒီရက်တွင်မှာပါတီလူရဲ့စကန်သိမ့်နိုင်မှုတွေကတကယ်ကိုပြည်သူတွေအတွက်အားတက်စရာအားရဝမ်းသာစရာကောင်းတဲ့သတင်းကောင်းတွေဖြစ်ပါတယ်အဲ့တော့ကန်ယူနယ်မြေမှာတွေမကပဲနဲ့ကျွန်တော်တို့ဒီဆန္ဒပြကာလတွေပြစ်ခတ်ဖြိုခွင်းတဲ့ကာလတွေမှာနာမည်ကြီးတဲ့ဘကူးမြို့ဘကူးမြို့နယ်တဲ့ထိပ် ော်လိုင်းတက်ဖွဲ့တွေဝင်ရောက်လာတဲ့တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့သတင်းကိုဆက်ပြီးတော့ပြောပြကြပါမယ်။ပဲခူးမြို့နယ်ဇီရော့ရွာမှာရှိတဲ့စစ်တပ်ကာကင်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာလက်နက်14လက်သိမ်းဆီးရရှိတယ်လို့သိရပါဗျ။အဲ့တော့ပဲခူးတိုင်းပဲခူးမြို့နယ်ဇီရော့ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကာကင်စခန်းကိုဝင်ရောက်တိုက်ခိုက်ရမှာလက်နက်14လက်သိမ်းဆီးရရှိခဲ့ကြောင်းမြို့သားညီညွတ်ရေးဆွဲရကာကွယ်ရေးဦးညီဌာနကရုပ်ပုံနဲ့တကွာထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရပါဗျ။မေလာ17ရက်နေ့မနက်2:00လောက်မှာ ဘကူးမြို့နယ်ဇီရောကျေးရွာမှာရှိတဲ့အကျန်းဖတ်စစ်ရှုံးကောင်စီတပ်ရဲ့ရှေ့တန်းကာကေစခန်းကိုအမှတ်နဲ့စစ်ရင်နေမြေတိုင်းစစ်ဌာနဘကူးအမှတ်3031တိုင်ရင်ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်မှာအကျန်းဖတ်စစ်ရှုံးကောင်စီတပ်ဖက်က G4 တနက်2လက် G3 တနက်2လက် G2 တနက်1လက်နဲ့ M1 ကာပိုင်တနက်6လက်နဲ့ခဲယမ်းတွေဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆီရရှိခဲ့တာပါခင်ဗျာ။ တိုက်ခိုက်မှုအပြီးမှာတော့ဂျမတ်စစ်ရှုံးကောက်စီတက်ကာကင်းစခန်းကိုရှင်းလင်းပြီးမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့တော့ငါတို့မြို့ငါတို့ပြန်လာပြီဆိုတော့ကျွေးကြော်တန်းနဲ့အတူအကူမြို့နယ်တဲကစခန်းနေအထိဒေါ်လာရေးတက်ဖွဲ့တွေဘူပေါင်းတက်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေပြီဖြစ်ပါတယ်။အဲ့တော့ဒေါ်လာရေးစကာလမှာလွန်ခဲ့တဲ့၃နှစ်ဝန်းကျင်ကာလလောက်မှာ၃နှစ်ကျော်၄နှစ်ဝန်းကျင်ကာလလောက်မှာတူမီတက်လက်ကို၃လေးရောက်လောက်ကန်ရတဲ့ တော်လန်ရေးတက်ဖွဲ့တွေ PDF တက်ဖွဲ့တွေတိုင်းသားနယ်မြေတွေကတော်လန်ရေးတက်ဖွဲ့တွေကအခုလင်းလင်းကျော်ကာလအတွင်းမှာတကူးမြို့နယ်တဲ့ထိပြောင်းဝင်လာနိုင်တယ်လို့ကျွန်တော်တို့အနေနဲ့အရရမှာလည်းပြန်ကြည့်ပါ Trinity Data မှာဆိုရင်လေသိမ်းဖို့မြို့ကလက်ချိုးရည်ဖို့လက်ချိုးရည်လို့ရလာအောင်အနည်းစုပဲကျွန်တော်တို့ရခိုင်မှာဆိုရင်လေသုံးမြို့နယ်ပဲကျွန်တော်တို့အခုမြို့သိစစ်စင်ရေးတွေတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်အခုကရင် နေသက်တလျှောက်မှာလေစခန်း၄ခုသာကျန်ပါတော့တယ်အဲ့တော့တနင်္လာရီတိုင်းနောက်တစ်ခါရေဘလူးတို့လှုပ်ရှားနေတဲ့မွန်ပြည်နယ်အဆက်နောက်တစ်ခါချင်းကချင်းအဲ့တော့နယ်မြေအသီးသီးမှာအခု2025ခုနှစ်မှာစည်ရီတိတိတာတာနဲ့တိုးတက်ပြောင်းလဲလာတာလေအဲ့တော့ကန်နူတက်မှာခွန်ကအဆစခန်းတွေကိုမြိုင်မြိုင်ဆိုင်ဆိုင်သိမ်းလာတဲ့အခြေအနေတွေကိုဒေါ်လန်ပြည်သူတွေအားရဝမ်းသာစွာနဲ့ တွေ့မြင်ကြားသိရတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဲ့လိုမျိုးစခန်းသိမ်းတိုက်ပွဲတွေမြို့သိမ်းတိုက်ပွဲတွေတော်လိုင်းတက်ဖွဲ့တွေမြို့တွေကိုစီးနင်းဝင်ရောက်နေတွေကိုစီးနင်းဝင်ရောက်မြို့သိမ်းစခန်းသိမ်းယူဟာစခန်းသိမ်းတိုက်ပွဲတွေပြင်းပြင်းထန်ထန်ပြုလုပ်နေတဲ့အချိန်မှာကျမ်းပတ်စကောင်းဆောင်မင်းအောင်လှိုင်တယောက်ဘာတွေပြောပြီးဘာတွေများလုပ်နေလဲဒီသတင်းကိုနားဆင်ရမှာပါအဲ့တော့ NLD အစိုးရကိုစစ်တပ်ကအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့ပြီမဲ့ ကာလုံမခေါ်တဲ့အပြင်ဥပဒေနဲ့မညီတဲ့ကိစ္စရက်တီလှုပ်ဆောင်ခဲ့တဲ့အတွက်ဒီမိုကရေစီကနုနုမုံတိုင်းကထန်ထန်ဖြစ်ပေါ်ခဲ့ရတယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်အဲ့တော့မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ရှုံးကောင်စီရဲ့အစည်းအဝေးမှာမင်းအွန်လိုင်းကအခုလိုမျိုးသွေယူသွေတန်းအယူချီပန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်2020ရွေးကောက်ပွဲမှာမဲမတမာမှုတွေဖြစ်ပေါ်ခဲ့ကြောင်းစစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရေးဆွဲဆောင်ရွက်ပေးခဲ့ကြောင်း2010ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီးဒီမိုကရေစီပထမအစိုးရသက်တမ်းမှာအနာရပါတီအတွင်းသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ကြောင်းအဲ့ဒီချိန် NCA တနိုင်ငံလုံးပြစ်ခတ်ရစေးစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးမဲ့အတိုက်အခံ NLD ပါတီက NC ကိုလက်မှတ်ရေးထိုးတာဒီမပြုတ်ဖို့လုံစော်ကန့်ကွက်ခဲ့ကြောင်းပြောဆိုထားပါတယ်2015ခုနှစ်ဒီမိုကရေစီအစိုးရသက်တမ်း ် NLD အစိုးရလက်ထက်မှာစစ်တပ်အနေနဲ့အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းအဲ့ဒီအစိုးရတပ်တန်းကာလအတွင်းမှာနိုင်ငံတော်အတွက်အရေးကြီးတဲ့ကာလတွေမှာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံအစည်းအဝေးလုံးဝမပြုလုပ်လုံးဝပြုလုပ်ခဲ့တာမရှိကြောင်းအလားတူပဲဥပဒေနဲ့မညီတဲ့ပြဋ္ဌာန်းချက်တွေအတည်ပြုပြီးဥပဒေနဲ့မညီညွတ်တဲ့ကိစ္စရပ်တွေလှုပ်ဆောင်ခဲ့တာကိုတွေ့ရကြောင်းမင်းအောင်နိုင်ကပြောဆိုပါတယ်နော်မပြူအောင်ပြပြမပြူအောင်ပြန်ပြီးတော့ဖျက်ပြန်နေသေးတယ်တော်တော်လေးလေး ဟုတ်နေပြီအဲ့တော့ NLD သို့ရတနက်ကာလမှာငင်းကြိုင်းညီလာခံကို27ရာစုပင်လုံအဖြစ်အပြည့်ပြောင်းလဲနိုင်ရေးဆောင်ရွက်ခဲ့ကြောင်းတမိုင်းကြောင်းအရာအခက်အခဲတွေရှိလာနိုင်တဲ့အတွက်အတိပေးမှုတွေဆောင်ရွက်ခဲ့ရကြောင်းစစ်တပ်ကပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုပေါ်ဆောင်ပေးခဲ့ကြောင်းတော်ပါပြီဒီလောက်ဆိုလို့ရှိရင်ပြည့်စုံပါမယ်ဒီကောင်းလေးပြောတဲ့အရာတွေကနောက်ထပ်ဆက်ပြီးတော့ဒီသတင်းကိုဖတ်ပြနေရင်လေဒီလိုမဟုတ်တန်တရာပါဇက်သေးတွေ့ကြရပောက်ကြရတွေအယူချိပန်းစကားတွေသာထပ်ပြီးတော့ ီသူတွေကြားနေရမှာဖြစ်တဲ့အတွက်နားခါလာပါတယ်အဲ့တော့မရောက်နိုင်တော့ဒီလိုမျိုးပြောနေတယ်ဆိုတဲ့သတင်းကြောင်းရဘူးပြောပြချင်တာပါအဲ့တော့ဒီဖက်မှာမြို့တွေတစ်ခုပြီးတစ်ခုအသိခံရတဲ့အချိန်မှာနည်းနည်းလွတ်သွားတယ်ထင်ပါတယ်အဲ့တော့ဈေးပုံမှန်တောက်ဖို့ပဲဘက်ဘက်ကြီးကိုတိုက်တွန်းကြပါတယ်ဒေါ်လာရင်းတက်ဖွဲ့တွေကတော့သိကြပါတယ်နေပြည်တော်ကိုကတ်လာပါပြီရန်ကုန်မြို့နောက်ကိုကတ်လာပါပြီပဲခူးမြို့သိန်းတိုက်ပွဲတွေနားကိုကတ်လာပါပြီအဲ့တော့ရခိုင်လဲတပြည်နယ်လုံးတပြည်နယ်လုံးကိုဘက်ဘက်ကြီးစွန့်လွတ်လိုက်ရပါပြီကရင်နီမှာလဲ အလားတူပါပဲချင်းကချင်ဒေသတွေမှာပဲဒေသတွေမှာလည်းဒုနီးတူစွာပါပဲအဲ့တော့မြို့တွေနေရီစကမ်းပေါင်းများစွာကိုဒီနှစ်တွင်မှာထပ်ပြီးတော့ဒီတမကလက်လွတ်ဆုံးရှုံးရအောင်မှာဖြစ်ပါတယ်အဲ့တော့သိမ်းထားတဲ့မြို့တွေကိုတမြို့မကြံပြန်ပြီးတော့သိမ်းယူမယ်ဆိုတော့ကျော်စွာလင်းလေအတန်တိတ်သွားပြန်ပါပြီအဲ့တော့နောက်ထပ်ဘာတွေထပ်ပြီးတော့ပြောလာမလဲကျွန်တော်တို့စောင့်ကြည့်ရမှာပါအဲ့တော့တရုတ်အထွေးစီမှာသွားပြီးတော့ဘာတွေများထပ်ပြီးပူဇာနေမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကြန့်ခိုင်ရေးပါတီဝင်တွေလုံခြုံရေးအသက်အန္တရာယ်စိုးရိမ်နေရတယ်ဆိုတဲ့သတင်းမှာကြန့်ခိုင်ရေးပါတီလို့ခေါ်တဲ့ပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP အနေနဲ့ခေါင်းဆောင်မင်းကစပြီးပါတီဝင်တွေအထိမလုံးမကျုံဖြစ်နေတယ်လို့ပါတီပြောရေးဆိုခွင့်ရှိသူဦးလာသိန်းကပြောပါတယ်အဲ့တော့ပြည်သူကလည်းသိပြီးတော့ချက်တာကိုပြည်သူပေါ်လဲသိကောင်းနေတာဆိုတော့အတန်အနေခုလိုမျိုးစိုးရင်ရတာပေါ့ ကျန်းမာရေးပါတီရဲ့လူမှုကွန်ရက်ကတင်မေလ18ရက်နေ့မှာထုတ်ပြန်တဲ့ရုပ်သံအင်တာဗျူးထဲမှာပါတီဥက္ကဋ္ဌဦးခင်ကြီးကစလို့အခြားပါတီထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့လက်ရှိခရီးသွားလာနေတဲ့နေရာတွေမှာတူတူတိတ်တိတ်သွားလာနေရတယ်လို့ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်ဆရာနာသိမ့်ပြီးနောက်ပိုင်းကျန်းမာရေးပါတီတွေတက်ဖြတ်ခံရမှုတည်ဆုံးသူ3000ကျော်ရှိနေပြီဖြစ်တာကြောင့်နေပြည်တော်မှာရှိတဲ့ပါတီဌာနချုပ်မှာပါတီဝင်တွေကိုဒုက္ခသည်စကံပွင့်လင်းတောက်လျှောက်ထားရတယ်လို့ပါတီတာဝန်ရှိသူတွေကထုတ်ပြီးတော့ပြောလာပါတယ် ါတို့အကြံခံရေးပါတီနဲ့ပတ်သက်တဲ့သတင်းမှာဒီနေ့မနေ့ရနောက်ဆုံးသတင်းကတော့တန်တောင်ကြီးမှာရှိတဲ့တိုက်ခိုက်ရေးကြောင်း short tight drone တွေနဲ့ပစ်ခတ်ခံရတဲ့သတင်းကိုဆက်ပြီးတော့တင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်တောင်တပ်မြို့မှာရှိတဲ့စစ်ရှုံးကောင်စီရဲ့တိုက်ခိုက်ရေးတန်းချောင်းကိုမနေ့ကမနေ့9နာရီမိနစ်20လောက်မှာတရားခုံမှာ short tight drone ၅လုံးနဲ့ပစ်ခတ်ခဲ့တဲ့အနက်၄လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warrior for Myanmar Billwan အဖွဲ့က ထုတ်ပြန်ထားပါတယ်ခင်ဗျာအရင်ရက်ကလည်းတောင်ငူလေတက်သေးကိုစက်တလုံးပြစ်လိုက်တဲ့အခါမှာရှစ်လုံးကြားရောက်ပေါက်ကွဲပြီးလေတက်ကဒုဗုံမှုကြီးတွေအပါဝင်အရာရှိပိုင်းတွေတော်တော်များများကြီးသွားပါတယ်အဲ့တော့ BDLN ကတော့မနာတန်းစစ်ရှုံးကောင်စီရဲ့အထိုင်ချစခန်းတွေလေတက်စခန်းတွေလေတက်နဲ့ပတ်သက်တဲ့နေရာတွေဒီနေရာတွေကိုမြိုင်မြိုင်ဆိုင်ဆိုင်ကိုပြစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်အဲ့တော့ဘရင်တော်တိုက်ခိုက်ရေးအကြောင်းမှာတရင်တက်ဖွဲ့အသီးသီးကိုဥဆောင်နေကြတဲ့တက်စုမှုတက်ခွဲမှု တရင်မှုတင်တန်းတွေပြနေပြီးစစ်ကြောကောင်စီရန်နေရာမှာအမိန်ပေးကိုကဲနေတဲ့စစ်တပ်အရာရှိတွေကိုပြည်သူတွေကိုစားတံပြန်တိုက်ခိုက်ဖို့ရည်ရွယ်ပြီးမဟာမိတ်တွေနဲ့ BW Mission 38ကိုပေါ်ဆောင်ရတာဖြစ်ကြောင်းပြောဆိုပါတယ်ခင်ဗျာအဲ့ဒီတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှုရှိမရှိကိုဆက်ပြီးတော့စုံစမ်းနေတယ်လို့ဆိုပါတယ်အဲ့တော့နောက်ရက်မှာသတင်းကောင်းတွေကိုပြည်သူတွေစောင့်မျှော်ကြိုလင့်နားဆင်ရမှာပါဘယ်နှကောင်များ TV ဘယ်နှကောင်များဂိမ်းလဲဆိုတာကျွန်တော်တို့ထပ်ပြီးတော့စောင့်မျှော်နားဆင်ရမှာဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာတွေ့မြင်ကြသီးရတဲ့ဗတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကဝိုင်းတော်သားတွေနဲ့အတူစူးစီးတင်ဆက်ပေးကြတာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆင်နာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့ဗတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကိုနေ့တင်တဲ့အမျှလာရောက်ကြည့်ရှုနားဆင်ပြီး comment တွေမှတ်ချက်တွေအမြင်တွေကိုရေးသားပေးကြတဲ့ပြည်သူတို့အူးချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ channel လေးကို subscribe လုပ်ပြီးဘေးနက်ကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲပေးဖို့အထူးပဲမြတ်တာရက်ခံလိုက်ရပါတယ်ခင်ဗျာ